ဒီမှာတံပိုးရှိတဲ့ဖက်နက်တွေပေါ့နော်တံပိုးရှိတဲ့ဖက်နက်တွေဒါကျွန်တော်စီးတဲ့ဖက်နက်တွေကြီးပဲနော်ဒီမှာအောက်မှာဒါဂရီဘာရောပေါ့နော်အခန်းတော့နည်းနည်းမှောင်လို့ပေါ့နော်အဲ့တော့ဒီမှာဒါအာခီလူဖက်နက်တွေဒီလူဖက်နက်တွေဒီလူဖက်နက်တွေဒီမှာဒီလိုဖက်နက်တွေ เนาะအများကြီးရှိတာပေါ့ဒီဘက်နဲ့ဆိုရင်7သိန်း9သိန်းလောက်ရှိဝယ်ရတာကြာပြီနှစ်ပေါင်း10ရက်တခုရှိပြီဒီထဲမှာပြိပါဖနက်ကြီးရှူဖနက်ကြီးชูพนัดดิชูพนัดดิถ้าบ่าတော့ด่าတော့ ပြောချင်တာကျွန်တော်ပြောချင်တာကျွန်တော်မှအဲ့လိုတန်ဖိုးရှိတဲ့ဖက်နဲ့တွေအများကြီးရှိဒါပေမဲ့အဲ့ဒီတန်ဖိုးရှိတဲ့ဖက်နဲ့တွေအများကြီးတဲမှာမှာနိုင်ငံနဲ့လူမျိုးအတွက်တက်မလို့သားတွေစီးတဲ့ဖက်နဲ့ကိုကျွန်တော်ရဲ့ဖက်နဲ့ဆင်မှာအမြင့်ဆုံးမှာထားတာပါဇက်နဲ့ကြိုက်လဲရတယ်ခေါင်းပေါ်တင်ထားလဲရတယ် ဒါကျွန်တော်ရဲ့ခံယူချက်နဲ့ကျွန်တော်ရဲ့ယုံကြည်ချက်ကျွန်တော်တပ်မတော်သားတွေကိုဘယ်လောက်ချစ်တယ်နိုင်ငံနဲ့လူမျိုးကိုဘယ်လောက်ချစ်တယ်ဆိုတာကိုခင်ဗျားတို့သိသိချင်းတာတပ်မတော်သားတွေကျွန်တော်မချစ်လဲဘာမှမဖြစ်ဘူးကျွန်တော်ကတပ်မတော်သားတွေကိုချစ်ခွင့်ရနိုင်ကိုကျေနပ်တဲ့ကောင်ဒီမှာအုတ်ထုတ်နိုင်ငံတော်အလံကျွန်တော်ခန်းထဲမှာနိုင်ငံတော်အလံရှိတယ်နိုင်ငံတော်တပ်မတော်သားတွေရဲ့ခေါင်းကနေပြီးတော့မှခြေတော်ထိကျွန်တော်ရှိမှာအကုန်ရှိတယ်เนาะအဲ့တော့ တမ်တချို့တော့တမ်တော်သားတွေကကျွန်တော်မချိုက်ဘူးကျွန်တော်ပြောချင်တာကလေကိုမကောင်းတာလုပ်ရင်မကောင်းတဲ့သတင်းထွက်မှာအဲ့တော့ကိုကကောင်းစေချင်တယ်ဆိုရင်ကောင်းတော့ကောင်းအောင်လုပ်အားလုံးကနိုင်ငံနဲ့လူမျိုးနဲ့တမ်တော်တို့အလုပ်လုပ်ကြတဲ့လူတွေပဲကျွန်တော်တို့လည်းပြည်သူတယောက်နဲ့အုတ်တချက်တဲတဲ့ဘဝနဲ့လုံတာတမ်တော်နဲ့တမ်တော်သားမိသားစုကိုချစ်တဲ့အချက်ကတော့ကျွန်တော်လူမျိုးလူမျိုးဆိုတာရှားမယ်ထင်ပါတယ်ဒီခေတ်ဒီကာလမှာဒါပေမဲ့ ချို့တော့စိတ်မကောင်းစရာတွေရှိရပါဗျာနော်ဟိုမပြောတော့ပါဘူးဟိုအထင်းနေအမြင်နေတဲ့ချို့တော့လူတွေကအဲ့လိုပြောတတ်ကြတာတော့ဗမာလူမျိုးတွေရဲ့အကျင့်ပဲလို့ထင်ပါတယ်အဲ့တော့ကျွန်တော်ကဒီလိုတန်ဖိုးရှိတဲ့ဖက်နဲ့တွေအများကြီးတဲမှာဒီဖက်နဲ့ကိုအမြင်ဆုံးမှာထားတာဖက်နဲ့စင်နော်အဲ့တော့အဲ့တော့ကျွန်တော်နိုင်ငံနဲ့လူလူအတွက်အသက်ကိုပေးဆက်ပြီးတော့မှဘဝရည်ရင်းသားတဲ့တက်မတော်သားစစ်မှန်တဲ့တက်မတော်သားတွေကိုဘလောက် ချစ်တယ်ဆိုတာကိုခင်ဗျားတို့သိစေချင်လို့ပြောတာ